ဒီဝီဘီကိုကြည့်ရှုနေသူများအားလုံးပဲမင်္ဂလာပါခင်ဗျာနိုဝင်ဘာလ16ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေရဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်စတင်ပါပြီခင်ဗျာဒီအစီအစဉ်ကိုကျွန်တော်အောင်သူနဲ့အတူ ျမတူတူအောင်တို့ကတင်ဆက်ဖတ်ကြပေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမတူတူအောင်ပထမဦးဆုံးအနေနဲ့ဗာသတင်းတွေများဖတ်ပြပေးဖို့ရွေးချယ်ထားတယ်မတူပြဟုတ်ကဲ့ကျမရွေးချယ်ထားတဲ့ခေါင်းစဉ်ပိုင်းမှာဆိုလို့ရှိရင် Daily 11မှာပါတဲ့ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီတို့2014ခုနှစ်အောက်တိုဘာလမှ2015ခုနှစ်ဩဂုတ်လအထိတိုင်ကြားစာ3925စာအနက်တရားစီရင်နဲ့ပတ်သက်၍အများဆုံးဖြစ်နေဆိုတဲ့သတင်းလေးရယ်ပြည်မြမမှာပါတဲ့ နိုင်ငံရေးအကျဉ်းသားများလှုပ်ပေးရေးအတွက်အစာငတ်ခံဆန္ဒထုတ်ဖော်နေမှုများကိုငြိမ်းချစွာအာဏာလွှဲပြောင်းချိန်အထိယာယီရပ်ဆိုင်းဆိုတဲ့သတင်းလေးရဲ့ The Voice မှာပါတယ်တက်မတော်ထိုးစစ်ပြင်းထန်လာသည့်အတွက် KYA စခန်းတစ်ခုဆုတ်ခွာပေးခဲ့ရဟုဆိုဆိုတဲ့သတင်းလေးရဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဒါလည်းတော့သတင်းစာတွေရဲ့မျက်နှာဖုံးခေါင်းစဉ်တွေပါနေရာယူခဲ့တဲ့သတင်းတွေပါကျွန်တော်ကတော့နောက်ထပ်အေဒါအဘော်ဘုတ်ဖြစ်တဲ့ကျွန်တော်ဒီ daily 11သတင်းစာမှာပါတဲ့အေဒါအဘော်ဘုတ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ခင်ဗျာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုသာဦးစားပေးရမယ့်ကာလကချင်ပြည်နယ်မိုးညင်းမြို့အနီးမှာရှိတဲ့တပ်မတော်နဲ့ KNA တို့နှစ်ရက်ဆက်တိုက်တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်းနိုဝင်ဘာ16ရက်နေ့မှာတဲ့ဒေသခံတွေရဲ့ဒေသခံတွေကပြောကြားခဲ့ပါတယ်တပ်မတော်နဲ့ KNA တို့ဟာတဲ့မိုးညင်းမြို့မှာရှိတဲ့ငားမိုင်အကွာအရှိတောင်ကျောပေါ်မှာပြစ်ခတ်မှုတွေဖြစ်ပေါ်နေတာဆိုပြောပါတယ်ယခုတိုက်ပွဲမှာတက်မတော်ကလေရင်နဲ့ရဟတ်ရင်တွေအုံပြုတ်ခဲ့တယ်လို့လည်း KIA ကပြောပါတယ်။တစ်ချိန်တည်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခရိုင်အနီးမှာရှိတဲ့ကျေးတီမိုင်းတော်ဝမ်ဆော့ဟိုင်းပါဒူဘက်မှာလဲစစ်ဘေးတဲ့စစ်ဘေးဒုက္ခသည်တွေရတဲ့နီးစပ်ရမြို့တွေကိုတဲ့တင်းရှောင်ထွက်ပြေးလာရင်အခုအခါမှာတော့တောင်ကြီးမြို့အထိရောက်ရှိလာကြောင်းသိရပါတယ်နိုဝင်ဘာ18ရက်နေ့နေ့လယ်ပိုင်းအထိရောက်ရှိလာတဲ့စစ်ဘေးဒုက္ခသည်တွေစီးရင်ရတဲ့အမျိုးသား30ဦးအမျိုးသမီး58ဦးရှိပြီးအိမ်တော်စုပေါင်း38ခုကမိသားစုလိုက်ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ် နိုဝင်ဘာ15ရက်နေ့မှာလဲမန်ရှူးစေးုံကိုတဲ့စစ်ပွဲများကြောင့်ပိတ်လိုက်ရပြီးနိုဝင်ဘာ16ရက်နေ့မှာလဲလဲချားလဲချားမြို့ရှိနမ်တိန်ချောင်းတရာအနီးမှာတဲ့ဘုံတလုံးပောက်ကွဲမှုကြောင့်မိန်ကလေးငယ်2ဦးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်နဲ့နိုဝင်ဘာ16ရက်နေ့နေ့လယ်7:00နာရီခွဲကစပြီးတော့ဝမ်ဆော့ရွာနယ်တဲ့ဝမ်အက်ရွာအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလျက်ရှိတယ်ဆိုပြီးတော့ဒေသခံတွေကပြောကြားခဲ့ပါတယ်။ စစ်ပွဲများကြောင်းနဲ့လွိုင်းလင်းခရံအတွင်းမှာနေထိုင်တဲ့ဒေသခံပေါင်းတောင်းတဲ့ချီလျက်နေအိမ်တွေစွန့်ခွာထွက်ပြေးရကြောင်းကြားသိရပါတယ်တဲ့နိုဝင်ဘာ16ရက်နေ့မှာမြမတက်မတော်အနေနဲ့ရှမ်းပြည်နယ်မှာရှိနေတဲ့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုရပ်တန့်ပေးဖို့နိုင်ငံတော်သမ္မတထံကိုတောင်းဆိုထားကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ SSA မှပြောရေးဆိုခွင့်ရှိသူဘူမူကြီးဆိုင်လာကပြောကြားခဲ့ပါတယ်တဲ့ လွန်ခဲ့တဲ့အော်တိုဘားလာဇမ်းမှာစပြီးတော့ဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ပွဲတွေကိုတည်းရက်တက်နိုင်ဖို့ညှိနှိုင်းရန်အတွက်အစိုးရရဲတဲ့ပြည်တော်စုငင်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ခေါင်းဆောင်များထံကိုအကြောင်းကြားခဲ့ပေမဲ့လည်း UPWC အနေနဲ့လည်းညှိနှိုင်းဆောင်ရွက်မှုအားနည်းတယ်အားနည်းတယ်လို့ SSPP ကနိုဝင်ဘာ15ရက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်တဲ့ဒီအခါမှာတဲ့တနင်္ဂနွေလုံးမှာရွေးကောက်ပွဲရလဒ်တွေကျင်းပပြီးခဲ့ပါပြီတဲ့ ထပ်ပေါ်လာတဲ့ရလဒ်တွေအရဆိုရင်တဲ့ NLD ပါတီကအစိုးရဖွင့်နိုင်တဲ့ပမာဏထက်များစွာကျော်လွန်ပြီးတော့အနိုင်ရရှိထားတာဖြစ်ပါတယ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေအရ2016ခုနှစ်ဇန်နဝါရီ31ရက်မတိုင်မီလွှတ်တော်ခေါ်ယူရမှာဖြစ်ပြီး2016ခုနှစ်မတ်လ31ရက်နေ့နောက်ဆုံးထားပြီးတော့အစိုးရဖွဲ့တည်ထံကိုလည်းအာဏာကိုမဖြစ်မနေလွှဲပြောင်းပေးရမှာလည်းဖြစ်ပါတယ်တဲ့ ဒါကြောင့်မလို့တဲ့ပြည်သူလူထုအနေနဲ့ဂျားကာလာမှာတဲ့နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်တတိပြုလျက်အပြောင်းအလဲကိုစောင့်ဆိုင်းပေးရန်လိုအပ်တဲ့ကဲ့သို့တပ်မတော်အနေနဲ့လည်းလက်နက်ကင်တိုင်းရင်သားတိုင်းတိုင်းရင်သားလက်နက်ကင်အဖွဲ့အစည်းများအနေဖြင့်၎င်းယခုအခါ၌တဲ့တည်ငြိမ်နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိစေရေးကိုသာဦးစားပေးလျက်ငြိမ်းချမ်းရေးအတွက်လိုအပ်သောညှိနှိုင်းဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်ရန်အစိုးရအဖွဲ့အစည်းကိုစောင့်ဆိုင်းရန်လိုအပ်တယ်ဆိုပြီးတော့ယူဆမိတယ်ဆိုပြီးတော့ဗောနော်ဒါ Daily Element သတင်းစာကအဲ့ဒီတော့အပေါ်မှာဖော်ပြထားတာပါခင်ဗျာ မအောင်နောက်တဲ့ပါတဲ့တင်တွေမှာထပ်ပြီးတော့ဖတ်ပြဖို့ရွေးချယ်ထားလိုက်ပြီသူပြကျမရွေးချယ်ထားတဲ့သတင်းတွေကတော့ The Voice မှာပါတဲ့သတင်းတွေပါဟုတ်ကဲ့ပါဗျာလက်ရှိအစိုးရတပ်တန်းအတွင်းတိမ့်ဆဲခံလေယာဉ်မြေကိစ္စများအပိသက်ဆောင်ရွက်ပေးရန်တောင်းဆိုဆိုတဲ့သတင်းတွေပါပဲ အရာဝတိုင်းဒေတာကြီးပတိမျိုးနယ်အတွင်းနိုင်တဲ့တက်မတော်အစိုးရကတက်မတော်အစိုးရလက်ထက်ကတင်ဆက်ထားပြီးယနေ့တိုင်တင်ဆက်ခံနေရသည့်လေယာဉ်မြေများပြန်လည်ရရှိရန်နှင့်စီမံကိန်းလုပ်ငန်းများတွင်အသုံးပြုပြီးဖြစ်သောတင်ဆက်ခဲ့တဲ့လေယာဉ်မြေများအတွက်2022ခုနှစ်လေယာဉ်မြေဥပဒေနှင့်အညီရပိုင်ခွင့်ရှိသောနှစ်နာငွေကြေးများရရှိနိုင်ရန် 2010မှ2015ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည့်အစိုးရတပ်တန်းတွင်အပိသက်ဆောင်ရွက်ပေးရန်အေယာယူတိုင်းအစိုးရအဖွဲ့သို့နိုဝင်ဘာလ18ရက်နေ့စာဖြင့်နဲ့ပေးပို့၍ထက်မှန်နဲ့တိုက်တွန်းတောင်းဆိုလိုက်ကြောင်းဒေတာကန်လေယာဉ်မြေတိတ်ဆက်ခံတောက်သူများထံမှသိရသည်တဲ့။ တမရာကြီးပတိန်ဆက်မှုဆောင်ကိုတဲ့လာကြည့်တော့တမရာကြီးကိုတဲ့တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးအောင်သိန်းကမူလပိုင်ဆိုင်သူများကိုနင်းနာကြေးတွေပေးပြီးပြီလို့ပြောတယ်တဲ့အစီမံကိန်းတွေမလုပ်တော့ဘူးတဲ့မြေယာတွေကိုမူလပိုင်ရှင်တွေကိုပြန်ချထားပေးပြီလို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့နင်းနာကြေးလည်းမရသေးဘူးတဲ့လေယာတွေလည်းပြန်မရသေးဘူးနောက်အစိုးရမပြောင်းခင်ဖြည့်ရှင်းပေးစီလိုပါတယ်ဟုလေယာမြေတိန့်ဆက်ခံရသောတောင်သူတအူးကဦးတောင်းမြင့်ကဆိုသည်တဲ့လေယာမြေတိတ်ဆက်ခံရသည့်ဒေသခံတောင်သူများမှတဲ့ဘိုးဘွားဆင်ဆက်လေယာလုပ်ငန်းများအသက်မွေးလောက်ကိုင်းလာကြသူများဖြစ်၍ လယ်မြေတိတ်ဆက်ခံရသည့်အချိန်မှစ၍ကြုံရကြပန်းလုံးကင်ခဲ့ကြောင်း2012ခုနှစ်တိတ်ဆက်ခံလယ်မြေများတွင်မြည်သည့်စီမံကိန်းမှအကောင့်ထည့်ဖော်နိုင်ခြင်းမရှိခဲ့ကြောင်းတိတ်ဆက်သွားသောလယ်မြေများကိုအုပ်ချုပ်ရေးအာဏာပိုင်များက၎င်းတို့နှင့်ဆက်ဆက်လုပ်ငန်းများကိုတိစားချကငှားရမ်းခဲ့ကြောင်း2012ခုနှစ်နောက်ပိုင်းအထည်ချုပ်ဆက်ယုံများလူနေအိမ်ကွက်များအဖြစ်တည်ရိုက်ကားတဲ့ရောင်းစားခဲ့ကြောင်းအဆိုပါ ရက်ကွက်ဒေတာခံများကပြောသည်တဲ့ဒါကတော့ဗောနော်လက်ရှိအစိုးရတက်တန်းအတွင်းမှာဗောနော်တိတ်ဆဲခံလေလေယာမြေကိစ္စတွေကိုအပိသက်ဆောင်ရွက်ပေးဖို့နော်ဒါလေသမားတွေကထပ်ပြီးတော့တိုက်တွန်းတောင်းဆိုထားတဲ့ဟိုဟာသတင်းလေးပါပဲရှင်ဒီအစိုးရတက်တန်းမှာလည်းဒီလေယာမြေတက်တနာတနင်္ဂနွေအတိုင်းတော်မှာဖြစ်နေတဲ့ပြဿနာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဒီ daily alert မှာပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုထပ်ပြီးတော့ရွေးချယ်ပေးထားပါတယ်ဒီမှာကတော့ဒီခုဖြစ်နေတဲ့စစ်ပွဲသတင်းလေးပါပဲ ရှမ်းပြည်နယ်အတွင်းနဲ့လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများရပ်တန့်ပေးရန်နိုင်ငံတော်တမနာထံ SSPB လက်နက်ကင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတောင်းဆိုတယ် အစိုးရတပ်မတော်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA တို့အကြားရှမ်းပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများရပ်တန့်ပြီးရန်နိုင်ငံတော်သမ္မတထံကိုတောင်းဆိုကြောင်း SSPB SSA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးဆိုင်လာကနိုဝင်ဘာ16ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလဇန်မှာစတင်ဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ပွဲများရပ်တန့်နိုင်ရေးညှိနှိုင်းရန်အတွက်အစိုးရရဲ့ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ခေါင်းဆောင်များတို့ အကြောင်းကြားခဲ့ပေမဲ့တဲ့ UPWC အနေနဲ့ဂျားနေညှိနှိုင်းဆောင်ရွက်ပေးမှုအားနည်းတယ်ဆိုပြီးတော့ SSPBE နိုဝင်ဘာ15ရက်ထုတ်သတင်းထုတ်ပြန်ချက်မှာတဲ့တုံ့တက်ထားပါတယ်။ဘူမူဒီဆိုင်လာပြောတာကတော့ကျွန်တော်တို့ဆိုလိုချင်တာကအခုလဲအစိုးရအလွယ်အပြောင်းမှာတည်တည်ငြိမ်ငြိမ်နဲ့လူလူတွေဝမ်းမန်းတသာဖြစ်နေတဲ့အချိန်မှာဒါမျိုးတိုက်ပွဲတွေပြင်းပြင်းထန်ထန်တိုက်နေတာမျိုးတော့တဘာဝတိတ်မကြပါဘူးတဲ့ ပြည်သူလူထုလည်းပျော်ရွှင်ရမယ့်အစားအခုကဒုက္ခတွေရောက်နေတယ်အဲ့ဒီလိုတိုက်တယ်ဆိုရင် ပြီးနိုင်မှာမဟုတ်ဘူးလေတဲ့ကျွန်တော်တို့ဝမ်ဟိုင်းစခိုင်းကြာသွားလဲပြီးနိုင်တဲ့ကိစ္စမဟုတ်ဘူးဒါမျိုးကညှိညှိနိုင်နိုင်နဲ့ဆောင်ရွက်သွားတဲ့နယ်လို့ထင်မြင်ပါတယ်တဲ့စစ်ဖြစ်တာကပြည်သူလူထုတွေဒုက္ခရောက်တာကိုကျွန်တော်တို့ကမလိုလားပါဘူးတဲ့အဲ့ဒီအတန်တွေကိုလည်းပြည်သူလူထုကနှစ်ပေါင်းကြာရှည်စွာခံစားခဲ့ရပြီးပြီတဲ့ ကျွန်တော်တို့ကညှိညိနိုင်နိုင်တဲ့ပြည်သူတွေဒုက္ခမဖြစ်အောင်နှစ်ဖက်ညှိနှိုင်းသွားတဲ့နယ်လို့ကျွန်တော်တို့ကမြင်နေဆိုတော့ပြောဆိုထားတာပါဆက်လက်ပြီးတော့ဘုံမူကြီးဆိုင်လာပြောတာကတော့ကျွန်တော်တို့လည်းတမဒါကြီးတာဝန်ရှိသေးတဲ့အချိန်မှာငញ្ញန်ရေးကလည်းသူ့အရင်ကန့်လန့်ခဲ့တယ်2017 7လပိုင်းမှလေသူကန့်လန့်ခဲ့လို့ကျွန်တော်တို့လည်းသူ့လက်ထက်မှာငញ្ញန်ရေးယူခဲ့တယ်အဲ့ဒါနောက်ဆုံးပြင်းပြတ်မသွားတဲ့ တိုင်းတဲ့တိုက်ပွဲတွေတော့မရှိစေချင်ပါဘူးတဲ့ဖြစ်နိုင်တော့ဖြစ်နေတဲ့တိုက်ပွဲတွေရက်တန့်ပေးဖို့ကျွန်တော်တို့ကတောင်းဆိုချင်ပါတယ်ဆိုပြီးတော့ပြောထားတာပါအစိုးရနဲ့ SSPP တို့ဒီတဲ့2022ခုနှစ်ဇန်နဝါရီ28ရက်မှာတဲ့ပြည်내အဆင့်ပြည်တော်စုအဆင့်အပြည့်ခတ်ရစဲရေးဆောင်ရွက်ထားခြင်းဖြစ်ပြီးရှမ်းပြည်နယ်အတွင်းလက်ရှိတိုက်ပွဲများဖြစ်ပွားရတဲ့အကြောင်းအရင်းများနဲ့ပတ်သက်ပြီးတော့အစိုးရတပ်မတော်နဲ့တဲ့ SSPP တို့အပြန်အလှန်ပြစ်တင်ပြောဆိုနေမှုများရှိနေပါတယ်တဲ့အဲ့ဒီတိုက်ပွဲများကြောင့်လည်းနှစ်ဖက်သက်သား တပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့တဲ့အပြင်နဲ့ဒေသခံတပ်တောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီးစားဝတ်နေရေးကျန်းမာရေးအခက်အခဲတွေဖြစ်ပေါ်နေကြောင်းလည်းသတင်းရရှိပါတယ်။ရှမ်းပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲများရက်ဆိုင်ရေးဆောင်ရွက်ပေးရန်နဲ့တဲ့စစ်ဘေးဒုက္ခသည်များကိုတဲ့ကူညီပေးရန်နိုဝင်ဘာ15ရက်ကတဲ့ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့နိုင်ငံတော်သမ္မတနဲ့နိုင်ငံရေးပါတီများမှခေါင်းဆောင်များတွေ့ဆုံပွဲမှာတဲ့ရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ် ါတီနဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်တွေကနိုင်နိုင်ငံတော်တမနာထံကိုတင်ပြတောင်းဆိုခဲ့ပါတယ်ဆိုပြီးတော့တဲ့မှာဖော်ပြထားပါမှာကိုတော့ဒါလက်ရှိစစ်ပေးဒုက္ခတွေတွေဖြစ်နေတဲ့ကိစ္စတွေကိုပေါ့နော်ညီနိုင်ပေးဖို့နိုင်ငံတော်တမနာထံကိုတောင်းဆိုထားတဲ့ကိစ္စတွေတခုပါဘူးဟုတ်ကဲ့ပါအဲကျွန်မနောက်တစ်ပုဒ်ရွေးချယ်တဲ့သတင်းလေးကတော့ပြည်မြန်မာမှာပါတဲ့သတင်းလေးပါပဲတရားဝင်ဇနီးကိုကွာရှင်းခြင်းမရှိဘဲနောက်ဤတောင်ပြုသည့်အမျိုးသားကိုတဲ့မျိုးဆောင်ဥပဒေဖြင့်ဖမ်းဆီးဆိုတဲ့သတင်းလေးပါပဲရှင် ။အရာယူတိုင်းဒေတာကြီးများများမျိုးခုနှစ်လမ်းမှာရှိတယ်တဲ့။တင်မောစိမ့်မှာကုံထန်းအလုသမားတဦးလက်ရှိမိမအားတရားဝင်ကောက်ရှင်းခြင်းမရှိဘဲနောက်ရီတောင်ပြုတည်ဟုဆိုကမျိုးဆောင်ဥတွေပါတလင်တမားစနစ်ဖြင့်မြောင်းမြရဲစခန်းမှာဖမ်းဆီးလိုက်ကြောင်းသိရှိရသည်တဲ့။ ကုတ်ထန်းလောက်တာတဲ့ကိုသိန်းထိုက်ဆိုတည်တဲ့၎င်း၏ဇနီးအားတရားဝင်ကွာရှင်းခြင်းမရှိပဲတခြားမျိုးသမီးအားတရားဝင်လက်ထက်စာချုပ်ဖြင့်လက်ထက်ခဲ့သည့်အပေါ်ဥပဒေအရအေးအေးယူပေးပါရန်ဇနီးဖြစ်သူမတင်းတင်းမြတ်မှတိုက်တန်းခဲ့သည့်အတွက် မျိုးဆောင်ဥပဒေပါတလင်တများစနစ်ဥပဒေဖြင့်နိုဝင်ဘာလ15ရက်နေ့ကဖမ်းဆီးလိုက်ကြောင်းမြောင်းမြမျိုးမရဲစခန်းမှသိရသည်တဲ့2015ခုနှစ်ကပေါ်လာခဲ့တဲ့တလင်တများဥပဒေနဲ့ တလင်တမယာဥပဒေအရပေါ့နော်ယမန်ယူဖမ်းဆီးထားတာပါတဲ့တိုင်တန်းသူကတဲ့သူ့အမျိုးသားကိုပဲတိုင်တန်းတာဆိုတော့ကိုသိန်းထိုက်ဆိုတယောက်ကိုပဲတဲ့ဖမ်းတာပါဟုမြောင်းမြမျိုးမရဲစခန်းမှာအမှုစရေးရဲတက်ကြတန်းစော်ဦးကပြောသည်တဲ့ ိုတိုင်းထိုင်စိုးနဲ့မတင်းတင်းမြတ်တို့တည်တဲ့လွန်ခဲ့တဲ့ခုနှစ်နှစ်ခန့်ကတရားဝင်လက်ထပ်ပေါင်းသိနေထိုင်ခဲ့ပြီး2015ခုနှစ်အောက်တိုဘာလအတွင်းကတလင်းတမဟိုလင်မယားနှစ်ဦးရန်ဖြစ်ရတဲ့ကိုတိုင်းထိုင်စိုးကအိမ်ပေါ်မှာဆင်းသွားခြင်းဖြစ်ပြီးရင်းနောက်နိုဝင်ဘာလ12ရက်နေ့တွင်ဒုတိယဇနီးဖြစ်သူနှင့်မြောင်းမြမျိုးအမှတ်နှစ်ရက်ကွက်အုပ်ချုပ်ရေးမှုတွေလက်ထပ်ထိန်းများစာချုပ်ပြုလုပ်ရတဲ့ပေါင်းသိလက်ထပ်ထိန်းများစာချုပ်ပြုလုပ်ပြီးပေါ့နော်ပေါင်းသိနေထိုင်ကတဲ့ပထမဇနီးဖြစ်သူကစုံစမ်းသိရှိရရင်ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့တိုင်ကြားခဲ့ခြင်းဖြစ်ပြီးမြို့မ ရဲစခန်းကအမှုစရေးတက်ကြတန်းစော်ဦးထံမှသိရသည်တဲ့တလင်တများဥပဒေရဆိုရင်တော့တဲ့နှစ်ယောက်ပေါင်းတင်နေထိုင်တဲ့အမျိုးသမီးရောအမျိုးသားရောတိုင်ကြားသူရှင်ဖမ်းဆီးနိုင်ပြီးပထမအိမ်အောင်ရှင်မဟုတ်ပဲအခြားတစ်ယောက်ကလည်းဂျားတဲ့ကအချက်လက်ပြည့်စုံတဲ့တိုင်ကြားနိုင်ကြောင်းပြထားထမ်းပါတယ်ဟုတရားလွှတ်တော်ရှင်းနေဥစော်ဝင်းကဥစော်ဝင်းအောင်ကပြောကြသည်တဲ့ကိုတိုင်းတိုင်းစိုးကိုတဲ့မြောင်းမြမျိုးမရဲစခန်းမှပ351မြင်းဆောင်2015တလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုံမှန်73ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရသည်တဲ့ဒါကတော့ဗောနော်တရားဝင်ဇနီးကိုဟိုကွာရှင်းခြင်းမရှိဘဲပထမဗောနော်တရားဝင်ပထမဦးဆုံးယူထားတဲ့တရားဝင်မယားကိုကွာရှင်းခြင်းမရှိဘဲနောက်အိမ်နောက်ကိုတရားဝင်ထက်ယူတဲ့အတွက်ဒါမိမတိုင်ကြားလို့ဗောနော်ယောက်ျားအခုဖန်စီခံထားတာဖြစ်ပါတယ်ဒီဥပဒေဒီပေါ့နော်ဒီမျိုးစောက်ဥပဒေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒီလူလူမှုအဖွဲ့အစည်းတွေမှာကန့်ကွက်မှုတွေရှိခဲ့သလိုခုနောက်ပိုင်းဒီလိုမျိုးဖန်ဆင်းမှုတွေအရေးယူမှုတွေဒီလိုမျိုးပေါ့နော်တိုင်း တရားရုံးကိုရောက်လာတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အပြင်မှာပြောနေတဲ့ကိစ္စလေးတွေရှိပါတယ်။ရုံထောင်ကြောင်မိဆိုတဲ့စကားလုံးလေးတွေဒီဒီတရင်ဖြစ်စင်နေနေတယ်เนาะပတ်သက်ပြီးတော့လှောင်ပြောင်ပြီးတော့ပြောနေကြတဲ့စကားအတန်နေနဲ့ကြားနေရပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါခင်ဗျ။ကျွန်တော်တို့ဒီစီစဉ်ရဲ့နောက်ဆုံးဖြစ်တဲ့ကျွန်တော်တို့ဒီပေါ့เนาะကာတွန်းဘုတ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်။ဒီကာတွန်းလေးကတော့ကာတွန်းဆရာဖောင်းဖောင်းရဲ့လက်ရာလေးပါ။ဒီမှာလင်မယား၂ယောက်စကားပြောနေကြတယ်ခင်ဗျ။အဲ့ဒီမှာလှုပ်တော့အမက်လိုယူစားတဲ့ယောက်ျားတစ်ယောက်ကယောက်ျားကပြောတယ်ပေါ့เนาะ။ တမလားအထက်ကနေနေမတဲ့တဲ့ဟွန်းမကျင်တဲ့အတန်နဲ့ပြောတာပါအဲ့ဒီအချိန်မှာမိမကဘာပြန်ပြောလဲဆိုတော့ဟွန်းမနေနဲ့တဲ့တော်တို့ပဲတမလားထက်ကြီးတဲ့ယာရုတောင်လုတ်နိုင်တယ်ဆိုပြီးတော့နီးပေးလမ်းပြလုတ်ခဲ့တာပဲဆိုပြီးတော့ပြန်ပြောလိုက်တယ်ဒါတော့ကျွန်တော်တို့ဒီမကြခင်ကုံဆုံတော့မဲ့လက်ရှိအာနာယပါတီကအကြီးကဲတယောက်ကနေပြီးတော့ဒီလိုမျိုးတမလားထက်ကြီးတဲ့ယာရုတောင်သူတို့လုတ်နိုင်ပါတယ်ဆိုတော့ပြောဆိုခဲ့တဲ့အပေါ်မှာကာတွန်းဆရာပြန်ပြီးတော့တယ်ယောထားတဲ့ကာတွန်းလက်ရာလေးတစ်ပုဒ်ပါခင်ဗျဒီကာတွန်းနဲ့ပဲအတူ နိုမာ၁၈ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ၊ဂျာနယ်တွေကစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ပြီးဆုံးပါပြီခင်ဗျာ။ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။